စကိုင်းတိုင်းမုံရမြို့နယ်အထက်မှအော်တိုဘားလ14ရက်ညပိုင်းကစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်လူနေအိမ်၅လုံးထပ်မင်းပျက်စီးခဲ့တယ်လို့မုံရမြို့နယ်သတင်းမှန်ပြည်ကြားရေးအဖွဲ့ကပြောပါရယ်မုံရမြို့နယ်အထက်မှရှိတဲ့မအူစစ်တပ်အထိုင်စခန်းကနေမုံရအနောက်တောက်ချံကရွာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့လို့ဘူပရွာထဲကလူနေအိမ်၅လုံးထပ်မင်းပျက်စီးသွားခဲ့ပြီး ပြည်သူထိခိုက်မှုတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။မန္တလေးမုံရွာကာလန်ပေါ်မှာရှိတဲ့အဆိုပါမအူစက်ကောင်စီအထိုက်စခန်းကနေခြေရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။အတိုဘာလ15ရက်နေ့နေ့လယ်ပိုင်းမှာလဲမုံရွာမြို့နယ်အထက်ကကြောက်ကာရွှေကူနီဖျားမှာတက်ဆွဲနေတဲ့စက်ကောင်စီတပ်ဖွဲ့တွေဟာတပ်ပွဲဖြစ်ပွားတာမရှိဘဲ ပတ်ဝန်းကျင်ကျေးရွာတွေဘက်ကလည်းနဲ့ကြီးတွေနဲ့ထပ်မံပြစ်ခတ်နေပြီးတိကျပျက်စီးတဲ့အမြေပြေအခြေအနေကိုတော့အသေးစိတ်မသိရသေးပါဘူးစစ်တပ်ကအခုအော်တိုဘာလာအတွင်းမှာမုံရမြို့နယ်နဲ့ချောင်းဦးမြို့နယ်တွေထဲကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတက်ခိုက်မှုတွေအပြင်လည်းနဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုစက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့သတိနဲ့သွာလာနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင်